ီညမှာရှိမယ့်ကစားမဲ့ Arsenal နဲ့ PSG တို့ရဲ့ပွဲထွက်လူချင်းအခြေအနေနဲ့ပတ်သက်ပြီးသုံးသပ်ဆွေးနွေးလိုက်အောင်ခင်ဗျာမင်္ဂလာပါကိုခဲင်းစတာဖုတ်ဘောရှူကနေကြိုးစားပါရစေကျွန်တော်ကိုခဲမှာဒီညတနာရီခွဲမှာရှင်ပြိုင်ကစားမဲ့ PSG နဲ့ Arsenal တို့ရဲ့ပွဲထွက်လူချင်းအခြေအနေနဲ့ပတ်သက်ပြီးနောက်ဆုံးရဆက်ဆက်သတင်းတွေနဲ့ဆွေးနွေးသုံးသပ်မှုပြုလုပ်သွားမှာဖြစ်ပါတယ်အသင်းရဲ့ဒဏ်ရာကစားသမားစီးရင်နေ ပွဲပယ်စည်းရင်းတွေကိုတော့ Spomole ရဲ့ဖော်ပြချက်တိုင်းကျွန်တော်သုံးသပ်ဆွေးနွေးလေးရှိပါတယ်ဒါပေမဲ့ Adidas Press လုတ်တဲ့အချိန်ဒါမှမဟုတ်လဲ PSG သင် press လုပ်တဲ့အချိန်လွဲချော်သွားနိုင်တဲ့ player တွေနဲ့ Spomole ရဲ့ဖော်ပြချက်တချို့အပြောင်းအလဲရှိနိုင်တာကိုတော့ကျွန်တော်ညီကိုကိုအနေနဲ့နားလည်ပေးစီချင်ပါတယ်။ကျွန်တော်ကတော့ဖြစ်နိုင်ခြေရှိတဲ့အဖြစ်နိုင်ဆုံးပေါ့နော်ပြောမယ်ဆိုရင်ဖြစ်နိုင်ခြေရှိတဲ့အစားအဖြစ်နိုင်ဆုံးပွဲထွက် lineup စီးရင်ကို Spomole နဲ့အတူတူသုံးသပ်ခံမှန်းပါပဲဖြစ်ပါတယ်။အဲ့တော့ဒိုင်းရကစားသမားတွေဘယ်သူတွေရှိသလဲဘယ်သူတွေမပါဘူးလဲ။ အပိုင်းအရင်စပြီးဆွေးနွေးလိုက်အောင် PSG အသင်းမှာတော့ Arsenal အသင်းကိုပထမအကြော်တော့အနိုင်ကိုတွင်းသွားတဲ့ Usman Dembele ပါဝင်ဖို့မသေးကြဘူးပါဝင်ဖို့မသေးကြတဲ့အစ်စ်မဲရှိသေးတယ်လုံးဝမပါဘူးတော့မဟုတ်ဘာကြောင့်လဲဆိုတော့ Usman Dembele ကို PSG အသင်းကဒီဒဏ်ရာပြဿနာနဲ့ stable ဖြစ်လာပြီလို့ထုတ်ပြန်ထားပေမဲ့လည်းဒီပွဲစဉ်100% ါဝင်ဖို့မပါဝင်ဖို့အာမမခံနိုင်ပါဘူးအဲ့တော့ကျွန်တော်တို့ Usman Dembele မပါတဲ့အခြေအနေမျိုးက PSG အသင်းတို့ကဘလောက်ထိအားနည်းချက်ဖြစ်သွားနိုင်တာဖြစ်တာပေါ့ဗျ PSG အသင်းမှာဟန်ချက်ညီနေတဲ့ line လေးတွေရှိဒီ defensive line မှာ Pacho Marquinhos Hakimi เนาะကျွန်တော်ညူနိုမန်ဒက်အကုန်လုံးအဆင်ပြေတယ်။အဲကွင်းလယ်မှာလည်းထိုနည်းတူပဲဒီ trio တွေကဟန်ချက်ညီလာတယ်လို့ defensive line နဲ့လည်းတွဲဖက်ပြီးတော့အကုန်အဆင်ပြေတယ်။အဲ့တော့ကျွန်တော် attacking line ကိုကြည့်မယ်ဆိုရင်လည်းအခု January ပြောင်းရွှေ့ကာလမှာခေါ်ထားတဲ့ Kavras Garcia, Usman Dembele နှစ်ယောက် ချိတ်ဆက်မှုကောင်းမွန်တယ်လို့ဘာကိုလာပဲဖြစ်ဖြစ်ဒူဝေပဲဖြစ်ဖြစ်ပေါင်းဆက်လိုက်တဲ့အခါကျရင်အဆင်ဒါပေမဲ့အဓိက player ကဥစမန်ဒမ်ဘီလီဖြစ်တယ်ဒီတရာဒီလုံးမှာဥစမန်ဒမ်ဘီလီကတိုက်စစ်ပိုင်းဥဆောင်နေတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်နံပါတ်9စစ်စစ်ကစားသမားတစ်ယောက်မဟုတ်တဲ့အတွက်ကြောင့်ကာဗရာစကာလီယာတို့ဒါမှမဟုတ်လေဒူဝေဘာကိုလာဘသူပဲဖြစ်ဖြစ်ရှစ်တက်နောက်ဆင်းလုံးမဲ့ဆိုရင်အကင်းပါးစွာနဲ့ လိုအပ်တဲ့ gap တွေကိုဥစမန်ဒမ်ဘီလီလိုက်ဖြည့်ပေးနိုင်တယ်။နံပါတ်9စစ်စစ်ကစားသမားမရှိခြင်းရဲ့အာတာချက်တွေဘာလဲဆိုရင်ကျွန်တော်ဥစမန်ဒမ်ဘီလီကိုပြရမှာပဲဖြစ်ပါတယ်။ပထမအကြောင်းတော့ကျွန်တော်ညကိုတွေတွေ့မှာပါ။ဥစမန်ဒမ်ဘီလီနံပါတ်9နေရာမှာပဲလေးကံပြီးစော့နေတာမဟုတ်ဘူး။ကိုယ့်လက်ကစားသမား၃ယောက်နဲ့ပေါင်းလိုက်တဲ့အခြေအနေမျိုးတွေရှိတယ်။ Kavras Kalia ကို support လုပ်တာလေးတွေရှိတယ်နော်။တစ်ဖက်က Duwe နဲ့ပေါင်းစော့တာလေးတွေရှိတယ်။အဲ့တကြောင့် Usman Dembele မပါဝင်နိုင်မှုက PSG အသင်းရဲ့တိုက်စစ်ပိုင်းအများကြီးအကျိုးသက်ရောက်မှုရှိသေးပါ ကျတော့အခုစပိုမိုးလေးရဲ့ဖော်ပြချက်ထဲမှာဂွန်ကလိုရာမို့စ်ကဥစမန်ဒက်မီလီရဲ့နေရာကိုအစားထိုးပြီးဥဆောင်နိုင်ပွဲရှိနေတယ်လို့ဖော်ပြထားပါတယ်။ PSG တင်းရဲ့တိုက်စစ်ပိုင်းမှာဂွန်ကလိုရာမို့စ်ကတော့အရင်ကစားသမားအဖြစ်ကစားလေးရှိတယ်။အရင်တော့ရနန်ဂိုလိုမူယာနေရှိရင်ပဲအခုတော့ယူဗက်စ်ပြောင်းသွားတဲ့အတွက်ကြောင့်တေချာတဲ့ဥစမန်ဒက်မီလီမပါဝင်နိုင်ဘူးဆိုရင်ဂွန်ကလိုရာမို့စ်ပဲပွဲထွက်ပါလိမ့်မယ်။အဲ့တော့ဂွန်ကလိုရာမို့စ်နဲ့ဥစမန်ဒက်မီလီမှာကွာခြားချက်တွေအများကြီးရှိတယ်။ဂွန်ကလိုရာမို့စ်ကတိုက်စစ်မှုပုံစံပို့ပြီးတော့ဆန်တချို့ link up တွေအဆင်ပြေပေမဲ့နားလည်မှုပိုင်းပေါ့နော်။တောင်ပိုင်းကစားသမားတွေနဲ့ တောင်းတယောက်ချိတ်ဆက်ပြီး relationism ကောင်းမမှုပိုင်းမှာအားနေချက်ရှိဘာကြောင့်လဲဆိုတော့တိုက်စစ်မှုတယောက်နဲ့ဝင်ကားကစားသမားတယောက်တော့တူမှာမဟုတ်ဝင်ကားတယောက် number 9နေရာမှာထိုင်ဝင်ကားဝင်ကားရဲ့စိတ်နေသဘောထားသူဖြစ်ချင်တဲ့အခြေအနေကိုအကောင်းဆုံးနားလည်သဘောပေါက်တယ်အဲ့ဒီတော့ကျွန်တော်တို့ attacking line မှာ PSG တင်အားနေမှုအနေငယ်ရှိမယ်လို့ထင်ပါတယ်အချက်နဲ့နေရာတွေမှာတော့ PSG ကထွေထူးထူးပြောင်းလဲမှုမရှိပါဘူးအရင်တော့အာစနယ်အသင်းကိုပထမအကြော့အနိုင်ရရှိစဉ်အချိန်ကာလတုန်းကပွတ်ထွက်လူစည်းပဲပွတ်ထွက်လာဖို့ရှိပါတယ် ဟုတ်ကဲ့တလက်ဆာရမီဆက်ပေးချင်တာကတော့ကျွန်တော်အခုဗီဒီယိုလေးကိုကူညီပံ့ပိုးထားတဲ့ football game မှာ football game မှာ iPad ခွန်ရှိကို၅သလုံး miss နဲ့ sport ရှိကူကိုကစားလို့ရပါတယ်။ထိုင်းပတ်ခွန်နဲ့လည်းကစားနိုင်ပါတယ်။အသေးသေးတော့ဘဘနံပါတ်၆သလုံး၇သလုံး၅သလုံးနဲ့၉ချော့ချော့၁သလုံး၃ညာသလုံးမှာဆက်သွယ်ဆုံးတဲ့မိမြန်နိုင်ပါတယ်ခင်ဗျာ။ကျွန်တော် Austin Austin ကတော့ sport mole ရဲ့ပေါ်ပြချက်ထဲမှာ Jurian Timber ပါကောင်းပါနိုင်ပေမဲ့တချက်တော့အဆောင်ကြီးတင်နေဆိုတဲ့အခြေအနေမျိုးပေါ့နော်။ Jurian Timber ဘန်ဝိုင်းနဲ့စားထိုးခဲ့ရတဲ့ ဒီဘုံမောက်တဲ့ပွဲမှာအသင်းရဲ့အယံခုံမအောင်မထိုင်ခဲ့တာအဲ့တော့ကြောင့်အာစနယ်ပြိတ္တတွေကတော့ဟိုဒိုလောဒိုလောဖြစ်နေတယ်ပေါ့နော်သို့တော့ကျွန်တော်အခုတင်ဆက်နေစဉ်အချိန်ကာလအတွင်းဂျူရန်တီးမားနဲ့ပတ်သက်တဲ့တိကျတီးကြရေးရတော့သတင်းမထွက်သေးတဲ့အတွက်ကြောင့်ဂျူရန်တီးမားကိုစပိုမူကိုတိုင်အောင်ပွဲထွက်ခွင့်ခမန်းထားတဲ့ပုံစံမျိုးကျွန်တော်မြင်တွေ့ရပါတယ်အဲ့တော့ကြောင့်အာစနယ်အသင်းက ပထမအကြော်တော့ထက်ပိုကောင်းမွန်တဲ့ solid ဖြစ်တဲ့လူစည်ရင်းတစ်ခုကိုအသုံးပြုလာနိုင်မှာတော့သိကြတယ်ဗျပထမအကြော်တော့အာစနယ်အသင်းမှာအဓိကလိုအပ်ချက်ဖြစ်ခဲ့တဲ့နေရာအာစနယ်ပြိတ္တတွေတောက်တခေါက်ခေါက်နဲ့ဖြစ်နေကြတာဟုတ်ပါတီပါလို့ကွာပါတီပါလို့ကွာမှတ်မှားတယ်ဟိုရှုံးတာကတပိုင်း PSG စီးစော်တာကတပိုင်းနော်တချို့တော့ ကိန်းတဲ့အချက်လက်လေးတွေအသာကြီးရနေတာတပိုင်းအဲ့ကျွန်တော်အများနဲ့ပြောနေကြစကားဒီ numerical advantages ပေါ့ efficient ဖြစ်တာနဲ့ efficient မဖြစ်တာရှိ numerical အသာကြီးရနေတိုင်းဟာအဲ့ဒီတင်အသာကြီးရနေတယ်လို့သွားပြောလို့မရဘူးရှေ့ဘူးအစံကျင်းတော့ဟုတ်တာပေါ့ဗျာ PSG ကအသာကြီးဆိုတာပထမအကြော်မှာကျွန်တော် မြင်ခဲ့ရတယ်အသို့တော့ကျွန်တော်ကတော့ပြောရဲထိရောက်တဲ့ numerical လာဒါမို့ရင်ထိရောက်မှုမရှိတဲ့ numerical accuracy capacity များနေတာကိန်းကနဲအချက်လက်ရများတယ်သို့မဲ့ထိရောက်မှုမရှိဘူးတကယ်တမ်း expected goal တွေကိုဝင်ဖို့အတွက်အခြေအနေများရတယ်အာဆင်နယ်အသင်းကပို့ပြီးတော့များခဲ့တယ်ဒါတော့မှ တောမတ်စ်ပါတီမပါလို့တောမတ်စ်ပါတီပိုင်ပို့ပြီးတော့ဟန်ချက်ညီနိုင်တဲ့အဆင့်ပြေးနိုင်တယ်ဆိုတာငင်းလို့မရအောင်ဒါပေမဲ့လည်းပြိုင်ဘက် PSG အသင်းဒီချန်ပီယံဖြစ်နိုင်ချေရှိလောက်တဲ့အထိစွမ်းဆောင်ရည်မျိုးကောင်းတဲ့အသင်းတစ်သင်းဖြစ်တဲ့အတွက်ကြောင့်ပါတီပြန်ပါလာရင်တော့ဟိုအတာဒီရတာမရတာတဲ့ကျွန်တော်တွေကပို့ပြီးကြည့်ကောင်းမယ်လို့ထင်တယ်ဆိုပြီးတော့ပွဲထွက်လာနိုင်တဲ့အခင်းကြုံအနေငယ်ဆွေးနွေးလိုက်အောင်အနီးအာဒီအစိမ့်ကို PSG ပဲထားပါတော့အဲ့တော့ကျွန်တော်နောက်မှာဆလီဘာနဲ့ဂူဒမတော်ဒီနားရောက်သွား နော်ဆလီဘာနဲ့ကဗီယောပဲပွဲထွက်လာနိုင်တယ်တစ်ဖက်မှာလူဝစ်ကယ်လီဖြစ်ပြီးတော့ဒီတစ်ဖက်မှာဂျူရီယန်တင်းပါဒါတော့ငကူကလေးကအာဆင်နယ်ပြိုင်ပွဲတွေလည်း ခမန်းမိမယ်နော် defensive line ဖြစ်ပါတယ်ဒါမဲ့လေစကားနည်းနည်းရှင်းလိုက်မှာဘုံမောက်သေးုံရှုံးခဲ့တဲ့ပွဲမှာပွဲထွက်လူစင်းရတကယ်တောင်းတောင်းဒင်းဒင်းဖြစ်တဲ့အခါကျတော့ကစားသမားတွေအင်ပြအပြကစားနေနိုင်ပါမလားဆိုတဲ့အပိုင်းကတော့ကျွန်တော်နေငယ်စိုးရိမ်မိတယ်ထားပါအဲကျွန်တော်ကွင်းလယ်အထိုင်မှာပါတီပြန်ပါလာမှာဖြစ်တဲ့အတွက်နံပါတ်8နှစ်နေရာမှာ Declan Rice နဲ့ Martin Odegaard တို့ကစားပါလိမ့်မယ်ကျွန်တော်ကတော့ Rice ကိုနံပါတ်8နေရာမှာထားတာပိုသဘောကျတယ်ဗျ Rice ရဲ့အမြင်ဆူးရှာမှုဒီ shooting ဘိုင်းနေရာတော်တော်လေးအထောက်အကူဖြစ်တယ်အဲ့တော့အရင်တော့ Martin Odegaard တယောက်တည်းရုံးနေရာကနေအဝေးကန်ချက်တွေ ီနဲ့အပြုတ်နိုင်တဲ့ကစားသမား၂ယောက်ရှိသွားတယ်။ Thomas Partey ကလည်းအဝိကန်ချက်တွေနဲ့ကစားနိုင်တဲ့အခါကျတော့ Queen Lane မှာပို့ပြီးတော့နော် Skelly တို့ဘောင်နဲ့ဒီလိုပေါင်းထည့်လိုက်တဲ့အခါကျရင် overload ဖြစ်တာပေါ့ဗျာ။ Adidas ရဲ့အတွေးခေါ်ပိုင်းကတော့ဒါ viewer ပိုင်းနဲ့ပတ်သက်ရင်ကျွန်တော်တို့ညှင်းခုန်စရာမရှိပါဘူးသဘောကျပါတယ်။အဲ့ဘုံမောက်နဲ့ပွဲကလူထုတ်ပုံမဲ့အနေငယ်ပြောစရာရှိခဲ့တာပါ။အဲ့တော့ Tyson ပိုင်းမှာ Right Wing Martinelli ထုတ်မယ်။အလဲမှာနော် Tyson မူကြီး Mirino ပါမယ်။တစ်ဖက်မှာ sorry ဒီဘက်မှာ Bukayo Saka ဒီဘက်မှာ Martinelli ထုတ်မယ်။ကျွန်တော် Tyson ပိုင်းမှာ Mirino ပါမယ်။အဲ့တော့ကျွန်တော် Mirino ရဲ့အရေးပါအရောက်မှုကိုလည်းပြင်မြင် င်ရလိမ့်မယ်။မီရီနိုကနံပါတ်9နေရာမှာကစားပေမဲ့ နမနိုင်စစ်စစ်တယောက်လို့စော့တာမဟုတ်ဘူးကွင်းလင်ကစားသမားတယောက်ကရှေ့ကိုပို့လိုက်တဲ့အတွက်ကြောင့်သူကကွင်းလင်ကစားသမားတယောက်ရဲ့တန်တွေပါနေတာပဲနောက်ကိုဆင်းုံဆင်းလိမ့်မယ်ဒီလိုပုံစံမျိုးတွေဖြစ်သွားလိမ့်မယ်ကဲအဲ့တော့ကျွန်တော်ကွင်းလင်မှာဘယ်လောက်ထိ overload ဖြစ်သွားလဲခံစစ်ဆင်းကူကောင်းဆင်းကူပေးလိမ့်မယ်မဒီလိုပုံစံမျိုးတွေပါဖြစ်သွားနိုင်တယ်အ rise party နောက်မှာတွဲပြီးတော့နော်ရှေ့မှာ merino urica အဒါမို့ရင်လဲကျွန်တော်၄ရောက်ပုံစံမျိုးကြီးကိုဒီလိုမျိုးဖြစ်သွားနိုင်တယ်အဝေးကန်ချက်တွေကနေကိုရဖို့အတွက်အားပြုပါလိမ့်မယ်နော်ဒါတစ်ပိုင်းပေါ့ arsenal အသင်းအတွက်ဟိုဘယ်လိုပြောမလဲ merino နဲ့ thomas party ပြန်ဝင် ွင်ပါလာမှုကဟန်ချက်အနေနဲ့ညီသွားနေမယ်လို့တော့ယူဆပါတယ်အဲ့တော့ကျွန်တော်တစ်ဖက် PSG ကိုကြည့်လိုက်မယ်ဆိုရင်တော့တစ်ဖက်မှာဒူဝေးကိုပဲအသုံးပြလာနိုင်တယ်နောက်ပိုင်းမှာဒူဝေးကလည်းတကယ်ကောင်းလာတော့တစ်ဖက်မှာကတော့ Kavras Kalia နဲ့ Goncalo Ramos ဖြစ်ပါတယ်ကွင်းလယ်မှာကတော့ပထမအကြော်တော့ကစားသမား၃ယောက်ပဲဖြစ်တဲ့ Joao Neves တိတ်ကိုကောင်းတဲ့ Chatelli ပါကျွန်တော်အရင်သဘောကျပါတယ် Now Fabian Ruiz ရဲ့တစ်ဖက်မှာ Vidinha ရဲ့တွဲဖက်ပြီးတော့အဲနံပါတ်8နေရာတက်ဒီကစားသမား၂ယောက်ပဲကျွန်တော်ပြောရမယ်သူက68ပုံစံမျိုးကစားတာ နှစ်ယောက်လုံး68ပုံစံမျိုးကစားတာသူလည်း68ပဲကစားတာပဲဒါပေမဲ့ဒီအာစနယ်ကွင်းလယ်ကစားသမားရဲ့ကြတော့68 10နေရာမျိုးစုံလှည့်ပြီးတော့ကစားတယ်အဲ့ဒါလေးတော့နည်းနည်းလေးကြွားတယ်ပေါ့နော်နောက်တစ်မှာကတော့ကျွန်တော်မာကွင်းညိုစပါချိုဟာကီမီနဲ့တစ်ဖက်ကညူနိုမန်ဒက်စ်တို့ပွက်ထွက်လာနိုင်ပွဲရှိပါတယ်ဒါတော့စပိုမိုးလီရဲ့ဖော်ပြချက်တွေနဲ့အတူကျွန်တော်တို့ဖြစ်လာနိုင်ခြေရှိတဲ့ပွက်ထွက်ကစားသမားစီရင်တုံးသက်ဆွေးနွေးမှုလုပ်ခဲ့တာပါကျွန်တော်ညီကိုရဲ့အမြင်တွေနဲ့ကွန်မန့်မှာဝင်ရောက်ဆွေးနွေးတုံးသက်သွားလို့ရပါတယ်ခင်ဗျအခုတော့အားလုံးနှုတ်ဆက်ပြရစီ